ရှင်မောကလကရမြကြီးရဲ့ဝမ်းပိုက်ထဲမှာရှိတဲ့ဥရဲကိုမနှက်ဝင်တာဒါအလွန်ဆန်းကျယ်တဲ့ကိစ္စတစ်ခုနော်ဘေးတကာကတောအုပ်ထဲမှာပဲအရှင်မြတ်ကြီးသတင်းသုံးလုံးဖြစ်တာအဲ့ဒါဆွန်းစားပြီကကနော်လမ်းလျှောက်ရင်းနဲ့ဒင်းညာကြွားနေရင်းနဲ့ငါရဲ့ပိုက်ထဲကနည်းနည်းလေးလံနေတယ်လို့ဖြစ်တယ်ငါပဲစွမ်းတွေကိုစားတာလို့ပိုက်ကြီးရမြန်ပွားနေသလားလို့မထင်မြတ်ကအဲ့လိုထင်တာအဲ့ဒါနဲ့ကြောင်းပေါ်ကြွားသွားပြီးတော့တိတိကျကျသူ့ကိုယ်သူ စဉ်းစားဆင်ခြင်ကြည့်လိုက်တယ်အဲ့လိုဆင်ခြင်လဲကြည့်လိုက်ရောပူထဲမှာဝင်နေတယ်တဲ့နော်အစာဟောင်းအိမ်ကိုထိုင်ပြီးတော့ဒီလိုတောင်ပြောတယ်အဲ့ဒီလောက်ညစ်ပတ်နန်းစောနေတဲ့နေရာကိုဝင်တာဟာဒါကောင်းကောင်းနှိပ်စက်မယ်ဆိုတဲ့စိတ်နဲ့ဝင်လာတာဒီမာနကအဲ့ဒါကိုရှင်မဘောကလန်ကဆွေမျိုးဆက်သောအဖြစ်နုညံ့ရှင်ကြီးစေခဲ့တယ်ဟောအစကတည်းကဘယ်လိုပြောတယ်ဆိုတော့မနာ သင်ငါရဲ့ဝမ်းပိုက်ထဲမှာဝင်နေတာကိုငါမြင်နေဒါကြောင့်ထွက်ပါအဲ့လိုမြစ်တာရက်ခံအဲ့တော့မနှက်ကမထွက်ဘူးနော်ငါကိုမျက်စွာဘုရားတောင်းမြင်ဖို့လွယ်တာမဟုတ်ဘူးတပည့်သားတဝကကမြင်နေဆိုတာမယုံစရာပဲပေါ့အဲ့တော့ငါကိုရမ်းမြန်ပြောနေတာဒါတို့တို့ဆင်းရဲပြီဆိုရင်ငါကြောင့်ဆင်းရဲတာလို့ထင်တဲ့အထင်နဲ့မြန်ပြောနေသလားတို့ तू အဲ့လိုတွေးရနော်ဒါကြောင့်မလို့ तू ကအဲ့လိုအတွေးနဲ့မထွက်ဖဲနဲ့အဲ့ဒီမှာပဲပေးကပ်ပြီးတော့ထိုင်းနေတယ် အဲ့ဒီအတွေးကိုလည်းအရှင်မြတ်ကြီးကသိတယ်။ပြီးတော့မန္တတဲ့ဟောငါတကယ်မြင်တာမင်းအခုတွေးအဲ့လိုတွေးနေတယ်ဆိုတော့ငါသိတယ်။ဟုတ်လား။ဒါကြောင့်မလို့ထွက်ပါလို့ခိုင်းတော့သူဘလို့မှမနေတာဘူးပေါ့။အဲ့ဒါအရှင်မြတ်ရဲ့ခရွန်းကနေထွက်သွားတယ်။ထွက်သွားပြီးတော့တကားပေါက်အကွယ်လေးမှာရက်ပြီးတော့နေတယ်တဲ့။အော်ဇရာပဲနော်။ဟုတ်လား။အဲ့လိုရက်နေတဲ့ချိန်မှာရှင်မောကလန်ကိုတော်မြတ်ကဒီမနက်ကိုတော့မပြောမှဖြစ်မယ်ဆိုပြီးတော့ ပထမဘာပြောတော့ဆိုတော့ဆွေမျိုးဆက်တယ်ဒုတိယဒီလိုအနေထားမျိုးဟာကြောက်စရာကောင်းတဲ့အနေထားဖြစ်တယ်ဆိုတာကိုထင်ရှားအောင်သူ့ကိုထိတ်လန့်အောင်ပြောပြတယ်မနတ်တဲ့ငါဟာတစ်ချိန်လုံးကနော်နဲ့လိုပဲမနတ်တယောက်ဖြစ်ခဲ့မှုတယ်တဲ့ဘယ်တော့ကလဲဆိုတော့ဦးရှင်တို့တိတ်မဝေးဘူးဒီကဘာမှာနော်ဒီကဘာမှာပထမဦးဆုံးပွင့်တဲ့မြတ်စွာဘုရားကကောက်ကုတံမြတ်စွာဘုရားနော်အဲ့ဒီကောက်ကုတံမြတ်စွာဘုရားလက်ထက်မှာမနတ်ဟာ အဲဒူတီဆိုတဲ့နာမည်နဲ့မန္တတယောက်ဖြစ်တယ်မောရှင်မောင်ပေါကလန်ကိုရမြကြီးကနော်သူ့ရဲ့နှမကကာလီတဲ့အဲ့ဒီကာလီရဲ့သားကတင်မယ်တဲ့ရှင်မောင်ပေါကလန်ကပြောတာအဲဒါကြောင့်မလို့တင်ဟာငါရဲ့တူဖြစ်ခဲ့ဘူးတယ်အဲ့ဒီတုန်းကငါဟာအလွတ်မိုက်မဲခဲ့တာဓမ္မနဲ့ကိုထိတ်လန့်ဖို့အတွက်ပြောတာသူ့ရဲ့ကိုယ်တွေလေးကိုနော်ဖော်ပြပြီးတော့ပြောတာအဲ့လိုကောက်ကုတ္တမြတ်စွာဘုရားရှင်ကိုရမြကြီးရဲ့ တပည့်တာဝကယဟန်နေသူတို့ရဲ့လာရကိုငါမသိရဘူးမသိရတဲ့အတွက်ငါမကျင့်တတ်ဘူးတဲ့အဲ့ဒီတုန်းကရှင်မောင်မောက်ကလာမာနဖြစ်တုန်းကဟုတ်လားမကျင့်တတ်တဲ့အတွက်ကြောင့်ဒီယဟန်နေကိုသူတို့အကြောင်းကိုသိဖို့အတွက်သူတို့ကိုငါအကြာအပေါက်ရအောင်သူတို့ရဲ့ချွင်းချက်ရှိအောင် လုပ်ပြီးတော့သူတို့အကြောင်းကိုငါသိအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ငါဘာလုပ်လဲအဲ့ဒီတော့ကာဝုတ္တမြတ်စွာဘုရားလက်ရတော်ရံကဝိဓုဒမထေ။နောက်လက်ဝဲတော်ရံမထေကပိဉ္စီဝမထေအောင်။အဲငါဘာလုပ်လဲဆိုတော့ ဒကာဓမ္မတွေရဲ့စိတ်ထဲမှာဒီယဟန်တွေရဲ့မတင့်တော်တဲ့အနေအထားမျိုးမျိုးကိုဖန်ဆင်းပြမန္တကအဲ့ဒါဆိုရင်ဒကာဓမ္မတွေကမကြည်ညိုတဲ့အတွေ့အကြုံဆဲရေးကြမယ်ပုတ်ခတ်ကြမယ်နောက်ဆုံးနေပါလေလောင်းတာလည်းမရှိတော့ဟုတ်လားအဲ့လိုမျိုးအကြည်ညိုပြက်အောင်အဲ့လိုဒကာဓမ္မတွေကအကြည်ညိုပြက်သွားလို့ရှိရင်အဲ့ဒီယဟန်တွေဟာအနေရခက်အထံရခက်တွေဖြစ်ပြီးတော့သူတို့မှာလောဘဒေါသတွေဖြစ်လာရင်သူတို့ကိုဝင်ရောက်နှောက်ရှက်ဖို့အတွက်ငါမှအခွင့်အလမ်းရနိုင်တယ်ဆိုတဲ့စိတ်ကူးနဲ့ လက်ပတ်ပြီးတော့ကောက်ကျစ်ပြီးတော့လောက်တာဟုတ်လားအဲ့ဒါတရားဓမ္မတွေရဲ့စိတ်ထဲမှာတရားဟန်တန်ဃာတွေကအမတုကမာတွေနဲ့နေတဲ့ပုံစံမဟုတ်မတရားလုပ်တဲ့ပုံစံဒါတွေကိုမနက်ကဖန်ဆင်းပြအော်တကောအရင်ကြီးတာဆိုတော့အများကြီးဖန်ဆင်းပြအဲ့ဒါကိုလူတွေကအဟုတ်ထင်တယ်အဲ့လိုအဟုတ်ထင်တဲ့အခါကျတော့အဲ့ဒီတရားဓမ္မတွေကယဟန်တန်ဃာတွေတွေ့လို့ရှင်ဆဲကြတယ်အဲ့ဒါသေးတဲ့အခါမှာအဲ့ဒီလူတွေဟာများသောအားဖြင့်အပယ်လေးဝင်ငယ်ရောက်ကြတာများတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာကာကုတ္တမြတ်စွာဘုရားက ူရဲ့ရဟန်းတော်တွေကိုခေါ်ပြီးတော့ပြောပြောတော့ဆိုတော့စစ်သားတို့အခုဒီလိုဖြစ်နေတဲ့အနေအထားဒါမနဲ့ရဲ့လက်ချက်ဖြစ်တယ်နော်အဲ့လိုမနဲ့ရဲ့လက်ချက်ဖြစ်တဲ့အတွက်ကြောင့်ဒါကိုတင်းတို့ဟာကြံ့ကြံ့ခိုင်နိုင်ဖို့အတွက်တင်းတို့ဘာလုပ်တဲ့နော်မေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ပြန်မစိုးတရား၄ပါးနော်အဲ့ဒီ၄ပါးကိုပွားများဖို့မြတ်စွာဘုရားသင်ပေးတယ်ဒါကတော့နည်းယူစရာပဲနော်ရှိုးွားတဲ့လောကဓာတ်နဲ့တွေ့လို့ရှိရင်အကောအရာပြုတ်ရမယ်တဘာဝတရားကဘာလဲ ြင်မရူတရား၄ပါးမေတ္တာကရုဏာမုဒိတာဥပေက္ခအဲ့ဒါကိုပွားများပြီးတော့နေကြလို့နိမန်လမ်းမှန်ကို ပေးတာအဲ့တော့ယန္တိကပွားများအထုတ်တဲ့အခါမှာမန္တဟာသူ့ဝင်ဖို့အတွက်အခွင့်အလမ်းကိုမရဘူးတဲ့မအောင်မြင်ဘူးပေါ့အဲ့လိုမအောင်မြင်တဲ့အခါကျတော့မန္တကဘာလို့ပြန်တော့တစ်ဖက်လှည့်တယ်လာပြန်တယ်နော်စောစောကရှိုးရတဲ့လောကရံနဲ့တိုက်တာအခုတော့ကောင်းတဲ့လောကရံနဲ့တိုက်မယ်နော်စောစောကကတ်တိုက်တာပေါ့အခုကတော့လက်တိုက်မယ် လက်တိုက်တာကလည်းကြောက်စရာအနေထားပဲအဲ့ဒါကဘာလို့ဆိုတော့တရားတော်မတွေရဲ့တန်တာမှာပြန်တန်တာတွေရဲ့ကောင်းမွန်တဲ့အကြောင်းတွေကိုသူလိုလာတဲ့ပို့ပြီးတော့ဖန်ဆင်းပြတယ်။နှစ်ဇံပြန်နေတဲ့ပုံလေးနှစ်ကြီးညိုစရာကောင်းတဲ့အနေထားတွေကိုသူအစွမ်းစရှိတဲ့လောက်လုပ်ပြတယ်ပေါ့။အဲ့လိုတရားတော်မတွေကဘာဖြစ်တော့ကြီးညိုကြတယ်၊လှူကြတယ်၊တန်းကြတယ်ဖြစ်လာပြန်တယ်ပေါ့နော်။စောစောကမကြီးညိုနိုင်ဘူးဆိုတဲ့အနေထားကအကြီးညိုလွန်လာတဲ့အနေထားမျိုးကိုလည်းဖြစ်လာပြန်တယ်ပေါ့။ဒါလူတွေရဲ့စိတ်ဆိုတာကတော့ တာမန်လူတွေကအပြောင်းအလဲအလွန်မြန်နေဆိုတာသဘာဝပေါ့နော်အေးအဲ့ဒီတော့ယန်းနေမှာဒါလည်းပဲသတိမထားလို့ရှိရင်အန်တယ်ကြားစရာအကြောင်းတစ်ခုဖြစ်နေတယ်အဲ့တော့မြတ်စွာဘုရားကအလုံးကိုသိနေတဲ့တွေ့ကြောင့်ယန်းနေကိုခေါ်ပြီးတော့ကာကုတ္တမြတ်စွာဘုရားအမိန့်ရှိပြန်တယ်အခုဒီလိုဖြစ်နေတာလည်းပဲဓမ္မနဲ့ရဲ့လက်ချက်ပဲဒါကိုလည်းပဲသတိထားဖို့လိုတယ်ကာဝယ်ဆောင်ရှောက်ဖို့လိုတယ်နော်လိုအပ်တာတည်းပို့ပြီးတော့ပစ္စည်းလေးပါးတွေများလာတာလည်းပဲမကောင်းဘူးဆိုတဲ့အသေးပဲကိုနားလည်ဖို့လိုတယ် ဟုတ်လားအဲ့တော့မြတ်စွာဘုရားကအဲ့ဒီအခြေအနေမျိုးမှာဘယ်လိုတရားကိုသင်ကြားပေးတော့အတုဘရဲ့အာဟာရပတိကူလရဲ့တပ္ပလောကိအနာဘိရတရဲ့တပ္ပသင်္ခါရတုအနေဆာနုပတနာနောက်အလုံးစုံသောသင်္ခါရတရားတွေမှာမတိမြဲဘူးလို့ရှုတာလေးမျိုးအဲ့လိုမျိုးပွားများတဲ့အခါမှာမန္တဟာတည်ရန်နေရတန်တန်ကိုဝင်ရောက်နှောက်ရှက်ဖို့အတွက်အခွင့်အလမ်းမရအောင်မရတဲ့အခါကျတော့သူနှီးမျိုးစုံနဲ့တုံးတာမအောင်မြင်ဘူးပေါ့နော် မအောင်မြင်တဲ့ကကြောသူဘာလို့တော့ကိုဒီလျှောက်ပဲလှုပ်တော့မယ်တဲ့ဒါကောက်ကုတ္တမြတ်စွာဘုရားရှင်ဝိဓုဒ္ဓမတိလက်ရတော့ရရှင်သာရိပုတ္တရာလိုမျိုးပေါ့နော်အဲ့ဒါကိုနောက်ပါခေါ်ပြီးတော့စွန့်ကန်ကြွရဟန္တာငါဘောင်များစွာလဲခြံရန်ထားတယ်အဲ့ဒီဝိဓုဒ္ဓမတိကိုဒုတိမန္တရှင်မောက္ကလလောင်းတော့အဲ့ဒါကလေးတယောက်ရဲ့တန်တန်ကိုဝင်းပူးပြီးတော့အနားမှာရှိတဲ့ကြောက်ခဲနဲ့ခေါင်းကိုဖြစ်ပေါက်တယ်ခေါင်းကိုထုတ် တခါလဲသွေးတွေဖြာကြတယ်အဲအရှင်မြတ်ကလှဲ့တော်မကြည့်ဘူးနော်ဒါပေမဲ့လို့မြတ်စွာဘုရားကတော့လှဲ့ကြည့်တယ်လှဲ့ကြည့်တော့ဘလို့လှဲ့ကြည့်ရတာတုံးဆိုတော့ဆင်းပြောင်းကြီးများလှဲ့ကြည့်လို့ကြည်ရတယ်တဲ့နော်အကျိုးတော်တွေကဂွန်းဆက်ဆိုတော့တော့တခါတမတို့ဥရှင်တို့ကြည့်လို့မျိုးစောင့်ငယ်ကြည့်လို့မရဘူးနောက်လှဲ့ခြင်းတကူလုံးလှဲ့ရတယ်နော်အဲ့လိုလှဲ့ကြည့်ပြီးတော့မြတ်စွာဘုရားကဘာမေးရှိတုံးဆိုတော့မန္တတဲ့ဟာအတိုင်းရှိ ပမာဏကိုမသိလေစွာတကဆိုလိုတာက လွန်လွန်သွားပြီလို့ပြောတာဖြစ်တင်ဖြစ်တိုက်တဲ့မကောင်းမှုတွေကြောလွန်သွားပြီဆိုးဝါးလွန်သွားပြီလို့ပြောတာအဲလိုလဲပြောလိုက်ရောအဲ့ဒီဒုတိမန္နာတခါလဲတည်ပြီးတော့ဦးရှင်ငယ်ကြီးကိုရောက်တယ်အဲ့ဒါရောက်တာဒီနားနေတည်တာတော့မဟုတ်ဘူးတဲ့စာထဲမှာသူကတောထားတာကသူ့ရဲ့ဝဒဝတိနတ်ပြည်ကိုပြန်ရတယ်အဲ့ဒီမှာတည်တယ်တည်ပြီးတော့တခါလဲငယ်ကြီးကိုရောက်တယ်အဲ့ဒါရှင်မဘောကလန်လောင်းတော့အဲ့ဒါမန္နာကိုထိလောက်အောင်ပြောနေတာဟုတ်လား အဲ့လိုပြောပြတဲ့နေရာမှာဦးဇင်းတို့အဲ့ဒီငရဲကအလွန်ရှိကြတဲ့ကာလရှိရယ်နော်ဘယ်နာလေးမှမအတွေ့အထိကောင်းလဲဆိုတာမရှိဘူးထူးဆန်းတာကအဲ့ဒီတုန်းကတဲ့ငါရဲ့ခန္ဓာကိုယ်ဟာလူတယောက်ရဲ့ခန္ဓာကိုယ်လိုပဲတဲ့ဒါပေမဲ့ငါရဲ့ခေါင်းကတော့ငါတကောင်ရဲ့ခေါင်းလိုမျိုးဖြစ်နေတယ်တဲ့အရှင်မဘောကအတိအကျသူ့ဘဝစကြောင်းကိုသူပြန်ပြောတာနော်အဲ့ဒါငရဲတိန်တွေကငါ့စီကိုရောက်လာပြီးတော့ပြောတယ်တဲ့ဘာပြောလဲဆိုတော့အတင်ငရဲတာ ငါတို့ကလှန်နေတဲ့တင့်ကိုထိုးပါဒီဘက်နမန်းကလည်းတချောင်းထိုးမယ်ဒီဘက်နမန်းကလည်းတချောင်းထိုးမယ်အဲ့ဒီလှန်တဲ့ချောင်းဟာခလေကောင်နှလုံးသားတဲတဲ့နေရာမှာစုံမိလိုက်မယ်အဲ့ဒီစုံလို့ထိခိုက်မိပြီဆိုတဲ့အချိန်မှာအနှစ်တစ်ထောင်ပြည်ပြီလို့မှတ်ပါတဲ့ဒုက္ခနာကိုကြီးဘလောက်ကြီးလဲဆိုတာကိုစဉ်းစားပေါ့နော်ကံတွေကဖန်ဆင်းတဲ့အနေအထားဆိုတော့အလန်းအရန်ဆန်းကြဲတယ်လို့ပဲဆိုကြပါစို့ဟုတ်လားကံတွေကဖန်တီးတဲ့အနေအထားနော်ဟုတ်လားအဲ့ဒီငရဲမှာသူနှစ်ပေါင်းများစွာ ကြာခဲ့ရတယ်ဆင်းရဲခဲ့ရတယ်။ဒါကြောင့်မန္တကိုရှင်မဘဂဝန္တကထိတ်လန့်စေဖို့အတွက်ပြောပြတာ။အခုလည်းပဲတင်ဟာမြတ်စွာဘုရားနဲ့မြတ်စွာဘုရားတပည့်တော်ကကိုဆင်းရဲအောင်တင်လုံနေတာ။ဒါဟာတင့်အတွက်ဆင်းရဲဒုက္ခမရောက်ဘူးလို့မြန်တင်ထင်းနေသလားတဲ့။တင့်အတွက်အလွန်ကြာမြင့်စွာသောကာလပတ်လုံးဒုက္ခတွေ့ဖို့အတွက်အကြောင်းအရာကိုတင်လုံနေတာ။ထိတ်လန့်အောင်ပြောတာ။နော်သူကဘလို့စွန်းနေဒီလိုစွန်းတဲ့တာဝကတပားကိုတင်ဒီလိုနှိမ့်ဆက်တာတဲ့အတွက် ဆင်းရဲဒုက္ခမရောက်ဘူးလို့မြတ်တယ်ထင်နေသလားအများကြီးပြောတာဟုတ်လားအဲ့လိုပြောတော့မှမာနဟာပျောက်ကွယ်သွားတယ်ဒါကဥစဉ်တို့မာရတ္တိစနီယတုတ်တန်ရဲ့အနစ်ချုပ်လေးပေါ့နော်